ပင်လာပါကျွန်တော် vlog ကနေပြန်လဲကြိုးစားလိုက်ပါတယ်ဆိုတော့ဒီနေ့ကကျွန်တော် trading အကြောင်းပြောမှာမဟုတ်ဘူးဒီနေ့ကျွန်တော် beach တကူသွားဖို့ရှိတယ် air vlog လေးကိုတင်ဆက်ပေးဖို့ရှိတယ်ပေါ့နော်ကျွန်တော်အတူတူ like ကြည့်လိုက်ပါဦးဟာတော့ကျွန်တော်တို့ဗတ်တရားမဝင်ခင်မှာတွေ့ရတဲ့တင်ဆန်းဆိုင်လေးပေါ့ဆိုတော့ဒီတင်ဆန်းဆိုင်ကအရင်ကရောင်းကောင်းတဲ့လူလဲအရင်များတယ် ော့အဲ့လိုမျိုးရေခဲတာ freezer မှန်ပေါင်နေထဲမှာထည့်ရတာအစိမ့်နေပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကကြိုက်တဲ့လောက်ယူယူပြီးတော့မှတော့သွားပြီးတော့ counter မှာရှင်းရှင်းရအခုကျွန်တော်ပြတာအတိုင်းပဲဒါကျွန်တော်တို့၄ယောက်စာပေါ့နော်အများကြီးကျွန်တော်ယူလိုက်တယ်နောက်ပြီးအောက်မှာတို့တခြား menu လေးလည်းရှိတယ်ကြာကွေးလေးပတ်တော့ကြော်တယ်တခြား team ကို team စနဲ့ပတ်သက်တာလေးရှိတယ်ပေါ့နော်အေးလည်းရှိတယ်ဆိုတော့အဲ့ဒါလေးလည်းယူလို့ရကျွန်တော်တို့တော့ကြာကွေးယူလိုက်တယ်ပေါ့နော် ဆိုတော့ဒီဒင်းစန်းဆိုင်ကကိုယူတဲ့ချိန်ဝင်ရှင်းပြီးမှသူတို့ကသွားပေါင်းမိတာပေါင်းပြီးတော့မှလို့ပေါင်းလေးတယ်ထဲပြီးတော့ကိုလာချပေးတယ်စားရတာတော်တော်လေးကောင်းတယ်အဆင်ပြေတယ်ဆိုတော့ဒီဒင်းစန်းကအဲ့လိုကြီးလေစီးမကြီးဘူးเนาะကျွန်တော်ဆိုရင်ပေါင်း38ပေါင်းစားတယ်ဒီအကြွေတပွဲနဲ့ပေါ့เนาะဒါကျွန်တော်စားလိုက်တဲ့ဒင်းစန်းစုစုပေါင်းရေးတွက်ပါကျွန်တော်ဒီတင်စန်းဆိုင်မှာเนาะလက်ဖက်ချောက်ရင်းနှွေးချမ်းနဲ့ဒီ detox water free တိုက်တယ်ဒါကျွန်တော်ရဲ့ပေါင်ချာပါเนาะ1195ပဲချက်ပါ ါဒါတော့ဒုတိယနေရာပေါ့နော်ကျွန်တော်တို့ဒီဖျားကိုတော့ဖူးတယ်တော့ဖူးတဲ့အချိန်မှာကျွန်တော်တို့တောင်လေးအနှိမ့်လေးပေါ့နော်အမြင့်မုံနည်းနည်းလေးတက်ရတယ်ကားလေးနဲ့တက်ရင်လည်းရတယ်တချို့ foreigner တွေလမ်းလျှောက်တက်တာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုတက်တက်ပြီးရင်ဒီလိုမျိုးဒီအောက်ကနေဖျားစင်းတို့အကြီးကြီးကိုလမ်းမြင်ရတယ်ဆိုဒီလေကားလေးကလည်းတော်တော်လေးပြည့်ပြည့်တယ်လှလည်းလှပါတော့เนาะကျွန်တော်တို့ချင်းမိုင်မှာဒီလိုမျိုးလေကားနဲ့တက်ရတဲ့ဖရားတစုရှိရေပေါ့เนาะဆိုတော့အဲလေကားတော့မှတ်တယ်ဒီလေကားတော့ပြည့်ပြည့်လေးနဲ့ လုံးဝမညောင်းဘူးအပေါ်ရောက်သွားတယ်ဆိုတော့ကျွန်တော်ရောက်တော့နေလေကင်းကြီးဖြစ်တာဖြစ်တဲ့အကြောင်းအပေါ်မှာလည်းနေတော့နည်းနည်းပူတယ်ဒါပေမဲ့ဖះစင်းစုတော်ကြီးအများကြီးရှိတယ်တော်တော်လေးတက်ပယ်တယ်ပေါ့နော်ရှိရတဲ့တာဟာကျွန်တော်တို့ကစူတာတော့ဘောနော် ာကတော့ကျွန်တော်တို့စီမီပူဇော်လို့ရတဲ့ဟာလေးပါအရှိမလဲမောင်းရှိတယ်ဒါကတော့ကျွန်တော်တို့ဆူတောင်းပြီးတော့အလူငွေထဲတဲ့တဘောမျိုးပေါ့နော်ပစံကြိုက်တဲ့လောက်ညံ့ညက်ပြီးအမှတော့ဆိုင်နောက်ပြီးသူကအလူငွေတိုင်လေးရှိတယ်ပေါ့နော်ဒီတိုင်လေးရတယုံနဲ့နဲ့သူကခွဲထားတာပေါ့နော်ဒါကတော့ကျွန်တော်တို့ထိုင်းမှာတွေ့ရခဲ့တယ်ငှက်လွတ်တဲ့ဟာဒါတော့ကျွန်တော်ခုနပြောတဲ့ရေပေါ်မှာစီမီပူဇော်တဲ့ ရောင်းနိုင်စီမီခွက်လေးဆိုတော့အမှားကျွန်တော်တို့ဘလူးရုပ်တွေလည်းရှိတယ်နောက်ပြန်ဒါကတော့ကျွန်တော်တို့နေနံလိုက်ဘုရားစင်းသူတော်တွေဟိုဟိုဖူးမြော်လို့ရတာပေါ့နော်ဟိုမှာတင်းလာတင်းလာအင်္ဂါဆိုအင်္ဂါတော့အဲ့လိုမျိုးနေနံခုနှစ်ခုခွဲတာတွေ့ရရှေ့သွားမယ်ဆိုရင်တော့ကျွန်တော်တို့ပတ္တိယမြို့ရဲ့ view ကိုတွေ့ရမယ်ပေါ့နော်ဒီညာဘက်မှာတွေ့နေတဲ့အားတော့ကျွန်တော်တို့ကေဘယ်ကားနဲ့တက်ပြီးတော့အပေါ်ကနေ view ကြည့်လို့ရတဲ့တာဝါလေးပေါ့နော် view လေးကတော်တော်လေးလာပါ ါတော့ကျွန်တော်အဲ့ရနေပြီးတော့ဆက်သွားတယ်ပေါ့နော်ကားလေးနဲ့ဒီခုတော့မနေရကျွန်တော်လေဆာဖျားဖြစ်ပါတယ်ဘတ်တရားမှာနာမည်ကြီးတယ်ဆိုဒီလေဆာဖျားကိုလည်းကျွန်တော်ခုသွားနေတယ်ပေါ့နော်ဝေးရနေမရောက်ခင်တော့မှလမ်းပြီးတွေ့ရတယ်ပေါ့နော်တောင်ကတော်တော်လေးကြီးရဲ့ ူတော့လေးစားဗျာသူရဲ့ပန်းချန်နေဝင်ပါတော့เนาะဆိုတော့ဒီအပင်တွေကတော်တော်လာတော့ကျွန်တော်ရိုက်တာအခုတော့ကျွန်တော်ဒီပတ်တရားဒေစာဗျာရောက်နေပေါ့เนาะဆိုတော့ဒီဗျာနာမည်ကြီးရယ်ကျွန်တော်ပတ်တရားရောက်တာတော့နှစ်ခေါက်သုံးခေါက်ရှိရောက်ဝယ်ဒါပေမဲ့ဒီလုံလုံးလာမကြည့်ဘူးပေါ့เนาะဆိုတော့တော်တော်လေးလာတယ်တောင်းကတော်တော်မြင့်တယ်တော်တော်ကြီးပါတယ်ဆိုတော့ကျွန်တော်ကူးရောက်နေရတော့နေလေပေါ့နေလေဆိုတော့နေရတော့တော်တော်ပူတယ်ຢາດີ ઉ ຣູກໍກ້ອງແດ່ ခုနကတော့မိုးနည်းနည်းလေးရွာတယ်ဒါပေမဲ့နေပူတော့အလောက်ကြီးမဟုတ်အဆင်ပြေတယ်ပေါ့နော်ဆိုတော့အခုတော့ဒေသဘုရားရောက်နေပါတယ်တခြားနေရာထပ်ဒိုးလိုက်အောင်မယ်ဆက်ကြည့်ပြီပေါ့ Castello Bellagio ဆိုတဲ့ဆိုင်မှာရောက်နေတယ်ပေါ့နော်ဆိုတော့ဒီဆိုင်လေးကကျွန်တော်တို့ဝင်တဲ့ချိန်မှာဘက်နေရာပြေးရတယ်ဆိုတော့ဒါဘက်တရားမှာရှိတယ် ဘတ်နေရာကဗောင်ချာလေးပေးတယ်ပေါ့နော်အဲဗောင်ချာကကျွန်တော်နောက်မှာဖက်ကြည့်တာတော့ဒီမှာရှိတဲ့ coffee ဆိုင်နဲ့စားတော့ဆိုင်မှာသွားပြီးတော့လဲပြီးစားလို့ရတယ်ဆိုတော့ဒီမှာမရောက်ဘူးတဲ့လူတွေရှိနေတယ်ကျွန်တော်တစ်ချက်တော့ပြောပြပေးခြင်းတယ်ပေါ့နော်ဆိုတော့ photo ရိုက်လို့ရတဲ့နေရာလေးတော့လှတယ်ဒီနေရာလေးဆိုလည်းတော်တော်လေးလှတယ်ပေါ့နော်ဒါပြီးဒီမှာကျွန်တော်ထိုင်နေတဲ့နေရာလေးရှိတယ်ညကင်းပြင်လေးနဲ့အိမ်လေးတွေနဲ့ကျွန်တော် European design လေးအိမ်လေးပေါ့နော်ညကင်းပြင်လေးနဲ့လှုပ်ထားတယ်ဆိုတော့ဒီမှာလည်းတပုံးလေးရိုက်လို့ရတယ် ရှူကင်းလေးလဲလာရယ်ပေါ့နော်။နောက်ပြီးသူခုနအောက်မှာကျွန်တော်ကားပါကင်နမ်းမှာကကော်ဖီဆိုင်ရှိတယ်။ဆိုကော်ဖီဆိုင်နမ်းမှာလဲရိုက်လို့ရတယ်။ပြီးရင်အပေါ်ထက်ထက်တက်သွားရင်ကျွန်တော်ရှောက်လန်းလေးရှိတယ်။စားတော့ဆိုင်ကိုသွားရရှောက်လန်း။အဲရှောက်လန်းနဲ့ရှောက်လဲရိုက်လို့ရတယ်။ဒါကတော့ကျွန်တော်တို့အရှိဘက်ပိုင်းပေါ့နော်။ဆိုကျွန်တော်အခုရိုက်နေရောက်တဲ့နေရာနေပြီးတော့ဒီနမ်းအနေနဲ့ရိုက်ရင်တော်တော်လေးရှူကင်းလေးတော့လာရယ်ပေါ့နော်။ဆိုဒါတော့အရှိကနေမြင်ရတဲ့ view ပေါ့နော်။ ျွန်တော်လေစာဖျား သွားဖူးရင်အများအားဖြတ်ရတယ်ပေါ့နော်ဆိုတော့ဒီ coffee sign လေးကိုဖြတ်ဖြတ်မိနေတာကျွန်တော်ကြာပြီအရှိနှခေါက်မှလည်းကျွန်တော်ရောက်ပူးတယ်ဖြတ်တာဖြတ်သွားတယ်ပေါ့နော်လမ်းနေတော့လမ်းတွေ့ရတယ်အကြီးကြီးပဲဒါပေမဲ့ဘာမှမသိဘူးဆိုတော့ဒီတစ်ခေါက်တော့ကျွန်တော်လာလေကြည့်လိုက်တယ်ပေါ့နော်လာလေကြည့်လိုက်တော့ဘန်းနေရာပေးရတယ်ဆိုတော့မရောက်ဘူးတဲ့လူရှိရင်တော့တစ်ခေါက်လောက်တော့မဆိုးပါဘူးတန်တယ်ပဲပြောရမှာပေါ့နော်နောက်ပြီးအဲ့နေရာလည်းအောက်မှာ coffee တစ်ခွက်တော့ဝယ်တော့လို့ရတယ်ပေါ့နော် လည်းကားလည်းမဖြစ်ဘူးတုံ့ပုံလည်းရိုက်လို့ရတယ်ဆိုတော့အဆင်ပြေတဲ့နေရာလေးပါဗတ်တရားရောက်အောင်တော့ဒီနေရာလေးလည်းမဆိုးဘူးပေါ့နော်ကျွန်တော်အခုလိုမျိုးအာຢာလေးအခုလိုနေတော့အဆင်ပြေတယ်အခုဆိုကျွန်တော်3နာရီပတ်ချလဲတော့ရှိမှာပေါ့နော်နေရာမပူတော့ဘူးတော့အဆင်ပြေတယ်နေရန်ပူရင်တော့တော်တော်ပူတယ်ဒါတော့ကျွန်တော်ခုနနေပူတော့ချွေးထွက်နေရမှာပေါ့နော်ဆိုတော့ကားကတော့ကျွန်တော်ခုအောက်မှာရက်ရတယ်နည်းနည်းလေးတော့လမ်းလျှောက်ပါတယ်ရှုခင်းလေးကလောက်ပါတယ်အဲ့ဒါလေးကျွန်တော်လာပြောပြပြရဖြစ်ပါတယ်ဆိုတော့အခုအိမ်ရလေးရောက်နေအိမ်သားတော်တော်လေးခံတာလာတာတော့တော်တော်လာခံနာရတယ်ပေါ့နော် ီဂျာလေးတော့လောက်ထားတယ်ဆိုတော့ကျွန်တော်အင်တာလေးကိုလိုက်ပြကတော့ကျွန်တော် coffee design နဲ့ရောက်နေပုံတော့ဆိုတော့ဒီ coffee design เนี่ยတော်တော်လေးလာတယ်သူလှုပ်ထားလေးတော်တော်မိုက်တယ် decoration တွေတော်တော် fine တယ်ပုံတော့လုံးဝမသိရင် European ရောက်သွားလို့ပါလို့ air con တွေလည်းအတက်ကုန်ဖွင့်တာအတက်ကုန်အေးရယ်ပုံတော့ နောက်ပြီးတော့ကျွန်တော်တို့ကဒီရဲဝင်တဲ့အချိန်မှာဘတ်နေရပြီရာဆိုတော့ဘတ်နေရကျွန်တော်တို့၄ရောက်လာဆိုတော့ဘတ်ရှိရဘူးကျွန်တော်စားလို့ရတာပေါ့နော်ဆိုတော့ဒီမှာလာပြီးတော့တပုံယာယီပါညာအနာယူပြီးကော်ဖီဆိုင်ထိုင်ဘတ်နေရကိုသုံးဆောင်လို့ရတယ်ဆိုတော့မစိုးဘူးပေါ့နော်တော်တော်လေးလာတဲ့နေနေရာထဲမှာပါပါတယ်အလကားလိုမျိုးဝင်ကြီးနေနေပြရတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီကအေးတွေရတယ်မြတီးတွေပါညာဆိုရင်တော့190ပတ်ချာလဲလောက်ပဲရှိတယ်အများဆုံးနေရာနေရာလောက်ပဲတင်တာပဲ ကျွန်တော်မှာအဲ့ဒါဆိုရင်တော့190လောက်ပေါ့နော်ဆိုတော့30ပို့တယ်30ဝင်20လောက်ထပ်ဆိုက်ပြီးကျွန်တော်တို့မုံလေးတစ်ခုမာလိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးလုပ်လို့ရတယ်ဆိုတော့ပတရားရောက်တော့ဒီနေရာလေးကတော့မဆိုးတဲ့အထဲမှာတော့ပါမရောက်ဘူးလေတော့လာနေကြီးပေါ့နော်ကျွန်တော် trading မှာကလေနေတိုင်းချက်ကြည့်ရမလို့ပေါ့နော်ဆိုတော့ဒီနေ့ဆိုရင်လည်းကျွန်တော်တောက်ကြနေဖြစ်တာရယ်ဟောပြီးကြည့်ထွက်เสียရှိတာကြောင့်ဒီနေ့ကတော့လုံးဝမ trade ဖြစ်ဘူး နောက်ပြီးတော့ကျွန်တော် training မှာတစ်ခါလေးကပြင်းစရာကောင်းတယ် trader တွေကတစ်ခါလေးအရင်ပြင်းမှုကောင်းတယ်ဘာလို့ပြင်းမှုကောင်းလဲဆိုရင်ကျွန်တော်တို့ဟိုသူများလို့9 to 5လို့မျိုးကျွန်တော်တို့ social နဲ့အလုပ်လုပ်ရတာမဟုတ်ဘူးဗျာတီးတန့်ကျွန်တော်တို့တက်ရောက်တဲ့ decision ချရတယ်ကျွန်တော်တို့ထပ်မှာ boss မရှိဘူးကျွန်တော်ကကျွန်တော်တို့ဆုံးဖြတ်ချက်ချပြီးတော့နေတိုင်းအဲ့လိုမျိုးဝင်ရတယ်ပေါ့နော်ဆိုတော့ခါကြီးကြိုင်တက်ရောက်တဲ့အလုပ်လုပ်နေရဖြစ်တဲ့ဆိုကြောင့်ညီငွေတယ်ပြင်းမှုကောင်းတယ်90ဖြစ်စေ loss ဒီဖြစ်စေကျွန်တော်တို့ခါကြီးကြိုင်ပြင်းလာတယ်ပေါ့နော် ော့အဲ့လိုမျိုးကြုံမှုကြလာမသိအဲ့လိုမျိုးကြုံမှုကြရင်တော့ဒါတဘာဝပဲပေါ့နော်ကျွန်တော်ပြောပြချင်တာအဲ့ဒါ normal ပါပဲနောက်ပြီးရင်တစ်ခါကြီးကျရင်ကိုကစောင့်နေတယ်ကိုရဲ့ setup မပေါ်လို့ဒီနေ့မှမ trade ခဲလိုက်ရအောင်အဲ့လိုမ trade ခဲလိုက်ရရင်ကိုရဲ့တရက်တာလုံးကိုကဘာလုံးမှမလုပ်ဘဲနဲ့ကုံဆုံးသွားလို့ခံစားရတယ်အကျိုးမရှိသွားလို့ခံစားရတယ်ပေါ့ဆိုတော့အဲ့လိုမျိုးတွေလည်း feeling ကဖြစ်ပေါ်တတ်တယ်ဆိုတော့အဲ့ feeling တွေက normal ပဲပေါ့နော်ကျွန်တော်ပြောပြချင်တာဆိုတော့ကျွန်တော်အကြံပေးချင်တာက ကျွန်တော် trader တွေက full time လုပ်ရတာမဟုတ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးအလုပ်တစ်ခုနဲ့တွဲလို့တာပိုပြီးဆင်ပြေတယ်9 to 5အလုပ်လုပ်နေတဲ့လူဆိုရင်လည်းကျွန်တော်တို့ trading လုပ်လို့ရတယ် side job အနေနဲ့ပဲဖြစ်ဖြစ်ပုံမှန် income ရချင်လို့တခြား side income လိုချင်လို့ပဲဖြစ်ဖြစ် လေးလာနေပြီးတော့အဲ့လိုမျိုးတွဲလုပ်ရင်ပိုပြီးတော့အောင်မြင်နိုင်တယ်ဘာကြောင့်ဆိုတော့ခုလုံးနေတဲ့အလုပ်ကြီးကိုပြစ်ချပြီးတော့ full time trader လုပ်ရင် အရင်ခက်ခဲတယ်ဘာလို့ဆိုဝင်ငွေရက်သွားပြီးတော့ ကိုက training ကနေဝင်ငွေတခုရဖို့မျော်လင့်ရင်မျော်လင့်ရင် train training နဲ့ဝင်ငွေကလည်းမဝင်လားရှုံးဝရှုံးနေ emotion တွေ feeling တွေအရင်ခံစားရတယ်ဆိုတော့လိုမျိုးခံစားရလေလေကိုက training မှာဆုံးဖြတ်ချက်မားလေလေအမားတွေဆုံးဖြတ်မိပြီးတော့မအောင်မြင်လေလေပေါ့ပုံမှန်ဝင်ငွေအလုပ်တစ်ခုရှိနေရင်လည်းအလုပ်ကိုလုပ်မရပ်လိုက်နဲ့ trading ကိုလေးလာနှစ်ခုတွဲလုပ်ပေါ့နော် trading ကိုလေးလာပြီးတော့ကိုကအချိန်တွေတစ်ခုရောက်ပြီးဆိုရင်ဝင်ငွေလည်းရနေပြီဆိုတော့ trading ကိုပဲ design map full time လုပ် အဲကြောင့်မှကျွန်တော်တို့ဒီတခြား9 to 5ကြော လုံနေတဲ့အလုပ်ကိုလည်းဟိုကထွန့်လဲထွက်စွန့်လွန်လဲစွန့်လွန်ပေါ့နော်ဆိုတော့အဲ့လိုမလုပ်တာပို့အဆင်ပြေတယ်။ဘာလို့ဆိုအစာဘဲမှာရက်တည်ဖို့အရန်ခက်တယ်။ကိုက9 to 5 for example ကျွန်တော်တို့တစ်လကိုပုံမှန်9သိန်းဝင်နေတယ်ဆိုလို့ဆိုရင်9 to ကြောအလုပ်9သိန်းလဲဝင်တယ်။တော်ပြီအဲ့9သိန်းဝင်နေတာကိုလည်းညပိုင်းဆိုရင်ကိုကလေးလာပြီးတော့စားလေးလာတာဖြစ်တဲ့အတွက်ကြောင့်ဝင်ဝင်လည်းမရက်သွားပဲနဲ့ကိုကကိုကို push မလုပ်မိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလောက်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော် ြံပေးနေတာဖြစ်ပါတယ်အခုတော့ကျွန်တော် beach မှာလမ်းလျှောက်နေတာဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတဲ့နေရာ sunset ကတော့တော်တော်လေးကိုလှတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြမယ်လူလဲရှင်းနေပေါ့နော်ပြီးတော့ AC လဲ chill လုပ်ပြီးတော့ရှောက်လို့ကောင်းနေပေါ့